ဲအားလုံးပဲမင်္ဂလာပါခင်ဗျာဟိုရီစီစဉ်ကနေပြန်နေကြိုဆိုလိုက်ပါတယ်အကျွန်တော်တို့ဒီကနေ့ကတော့ဒီတောက်ကြညာဆိုတော့ကျွန်တော်ပွဲစဉ်တွေကတော့အများကြီးမရှိဘူးကျွန်တော်ဒီစပိန်လာလီဂါထဲမှာတော့ဟိုဒီကီရိုနာနဲ့အက်စပန်ယူပွဲတစ်ပွဲရှိမယ်နောက်ကျွန်တော်ဒီဘွန်ဒက်လီဂါထဲမှာဆိုရင်လည်းကျွန်တော်ဘိုင်ယန်နဲ့ဝါရာပွဲတစ်ပွဲရှိမယ်ဟိုဒီလီဂူးထဲမှာဆိုရင်လည်းဒီဆရာဘော့အတင်းနဲ့ကျွန်တော်မာဆေးပွဲဒီပွဲစဉ်တွေကျွန်တော်၃ပွဲလောက်ပဲရှိပါတယ်အဲဆိုတော့ကျွန်တော်လက်ရှိမှာကဆိုတော့ကျွန်တော်လက်ရှိဒီညမှာကကျွန်တော်ရွေးချယ်စရာအများကြီးလည်းမရှိတဲ့ကြောင့်မို့ကျွန်တော်ဒီပွဲစဉ်တွေ၃ပွဲကိုပဲကျွန်တော်ထုံးစံတိုင်း ဒီလိုရင်းလိုရှင်လေးရွေးချယ်ပေးသားပါမယ်ဗျဒီခုမောက်တုံးပွဲကတော့ကျွန်တော်ဒီစပိန်လာလီကာပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီကီရိုနာနဲ့အက်စပန်ညိုဒီပွဲကကြောင့်မန်စတာတုံးညားဒီတနအိပွဲမှာကစားကြမဲ့ပွဲဖြစ်တယ်လက်ရှိကျွန်တော်ဒီအင်ရှင်ကီရိုနာအသင်းကကျွန်တော် level 30ဒီဘောလီချင်းနဲ့ဂိုးပေါင်းချင်းမှာဆိုရင်တော့ဒီ2-90ပြထားပါတယ်လက်ရှိကျွန်တော်ဒီအင်ရှင်ကီရိုနာကတော့ဒီရာဒီမှာကျွန်တော်9ပွဲရရှိတာချင်းမရှိသေးဘူးဒီတော်တော်လေးညောင်ဖောင်းအောင်နေတဲ့အသင်းလို့ပြောရပါမယ် ကျွန်တော်ဒီအားဒီ6ပွဲမှာဒီ2ပွဲသာတည်ရထားပြီးတော့ကျွန်တော်4ပွဲရှုံးထားတယ်။နောက်ပြီးတော့ကျွန်တော်ဒီအားဒီစပိန်လာလီဂါအသင်းတွေမှာခန်းစီအားအနည်းဆုံးအသင်းလို့လည်းပြောလို့ရပါတယ်။လက်ရှိကျွန်တော်ဒီအမှတ်ပေးစရာမှာဆိုရင်လည်းကျွန်တော်အောက်ဆုံးမှာရှိနေတဲ့အသင်းဖြစ်တယ်။နောက်တစ်ဖက်ကကျွန်တော်ဒီ Espanyol ကတော့ကျွန်တော်ဒီအားဒီ6ပွဲမှာကဒီ Real Madrid အသင်းတစ်သင်းတည်းကိုပဲရှုံးထားပြီးတော့2ပွဲတည်နေတဲ့ကျွန်တော်3ပွဲနိုင်တာတဲ့။အဒီအားဒီကျွန်တော်ဒီလက်ရှိဇယားရက်ဒီမှုမှာဆိုတော့ကျွန်တော်ဒီအစင်လေးနေရာတွေကိုတက်တန်းလာပြီးတော့တော်တော်လေးဖောင်ကောင်းနေတဲ့အသင်းဖြစ်ပါတယ် ကျွေးကြောင်လက်ရှိဒီပွဲမှာကတပတ်ကဖောင်ရော့နေတဲ့အတင်းနဲ့လက်ရှိမှာကျွန်တော်ဖောင်ကောင်းနေတဲ့အတင်းတင်းတွေ့တဲ့ပွဲမှာဂီရိုနာအနေနဲ့ကျွန်တော် level 30ပေးထားတယ်ဆိုပေမဲ့ကျွန်တော်ကတော့ဒီ expansion အတင်းကိုပဲပို့ကြိုက်ပါတယ်အဲသူ့အနေနဲ့ကျွန်တော်ဝေးခွင်းမှာမနိုင်တော့မှကျွန်တော်ဒီအနေဆုံးသေးတော့ကစားနိုင်လိမ့်မယ်လို့ထင်ပါတယ်အဲဒါကြောင့်မို့ကြီးကျွန်တော်တို့ကဒီသေးဆိုရင်တော့မှဒီကြီးမရှုံးတဲ့အတွက်ကြောင့်မို့ကျွန်တော်ကတော့ဒီပွဲမှာဒီအဝေးခွင်း expansion အတင်းကိုပဲရွေးချယ်ပေးချင်ပါတယ်ဗျာ နော်ဒီနောက်ထပ်ပွဲကတော့ညဘိုင်ယန်နဲ့ဝါရာပွဲအဒီပွဲကတော့ကျွန်တော်ညတနားရီမှာကစားကြမဲ့ပွဲဖြစ်တယ်လက်ရှိမှာကျွန်တော်ဘိုင်ယန်ကကျွန်တော်အိမ်ဝဲမှာဒီ၃လုံးသုံးမှာကျွန်တော်၄၀လောက်စားရမယ်ကျွန်တော်ကြေးကိုကျွန်တော်ခက်ပြင်းပြင်းလေးပြေးထားတယ်ဂိုးပေါင်းကြီးမှာဆိုရင်လည်းကျွန်တော်ဒီ၄လုံးသွင်းတော့မှကျွန်တော်60လောက်ရှုံးမဲ့ကြေးမျိုးပြေးထားပါတယ်ဆိုတော့ကျွန်တော်ဒီပွဲမှာကတော့ဒီအင်ရှင်ဘိုင်ယန်နေနဲ့ဂိုးပြတ်မပြတ်ပဲစောင့်ကြည့်ရမယ်ပွဲပါလက်ရှိကျွန်တော်ဒီအာဒီမှာကျွန်တော်လက်ရှိဒီအာဒီမှာကျွန်တော်ဘိုင်ယန်ကရာနှုန်းပြနိုင်တဲ့အသင်းဖြစ်တယ် နောက်ပြီးတော့ကျွန်တော်တိုက်စစ်ကလည်းကျွန်တော်တပွဲကိုဒီ၃ခုနှုံးလောက်ထိသုံးပြထားနိုင်တာကိုတွေ့တယ်ကျွန်တော်ဒီတစ်ဖက်ကဒီဝါရာသင်းရဲ့ကျွန်တော်ခြေတန်းကတော့ကျွန်တော်အရင်ကြီးတည်ငြိမ်မှုမရှိသေးဘူးကျွန်တော်ဒီတပွဲနိုင်လိုက်ဒီတပွဲရှုံးလိုက်နဲ့အပ်ပန်အောင်ဖြစ်နေပါသေးတယ်နောက်ပြီးတော့ကျွန်တော်ဝါရာသင်းရဲ့ကျွန်တော်ခန်းစစ်ကလည်းဒီအားဒီမှာကျွန်တော်တော်တော်လေးညံ့တဲ့အသင်းထဲမှာပါပါတယ်လက်ရှိကျွန်တော်၄ပွဲမှာဒီဂိုးမပေးရတဲ့ပွဲဆိုလို့ဂလာဘတ်သင်းကိုကျွန်တော်ဒီအဝေးပွဲမှာ0ဖို့နဲ့နိုင်ထားတဲ့ပွဲအဲ့ပွဲလေးတပွဲပဲကျွန်တော်ဂိုးမပေးရပြီးတော့ ဒီ channel 3ဘွဲ့မှာဆိုရင်တော့ကျွန်တော်တပွဲကိုညခန်းစစ်က3ခုနဲ့ထပ်ပြထားရပါတယ်။ဆိုတော့လက်ရှိမှာကျွန်တော်ဒီအတိုက်စစ်အားကောင်းတဲ့ဘိုင်းရန်တင်းကိုလည်းဝါရာနေနဲ့ကျွန်တော်သိကြပါ့ဒီ2ခု3ခုလောက်တော့ဒီခွင့်ပြုပေးရမယ်လို့ထင်ပါတယ်။အဲဒါကြောင့်မို့ကျွန်တော်ကတော့ဒီပွဲကိုဒီအင်ရှင်ဘိုင်းရန်ကိုပဲရွေးချယ်ပေးချင်ပါတယ်ဗျ။ဘိုင်းရန်နေနဲ့ကျွန်တော်ဒီ3လုံးလောက်တော့ရောက်သွားလိမ့်မယ်လို့ယူဆတာကြောင့်ဒီအင်ရှင်ဘိုင်းရန်တင်းနဲ့ပဲကျွန်တော်လက်တွဲစီချင်ပါတယ်။ဒီခုနောက်ဆုံးပွဲကတော့ကျွန်တော်ဒီလီဂူးပွဲစဉ်တစ်ပွဲဖြစ်တဲ့ ီစရာဘော့တင်းနဲ့မာဆေးဘွဲအဒီဘွဲကလည်းကျွန်တော်ညတနေ့15မှာပဲကဒါကြမ်းမဲ့ဘွဲဖြစ်တယ်အပေါကြီးကတော့ကျွန်တော်ဒီအပေါကြီးကတော့ဒီကျွန်တော်ဗီဒီယိုလုပ်နေတဲ့အချိန်မှာတော့ဒီဝေးဝင်းမာဆေးတင်းကကျွန်တော်လေဗယ်80ပေးထားတယ်ကျွန်တော်ဂိုးပေါင်းကြီးမှာဆိုရင်တော့3 black 50ပေးထားပါတယ်လက်ရှိကျွန်တော်ဒီအစင်လေးနေရာကစရာဘော့တင်းကတော့ကျွန်တော်အိမ်ဝင်းကောင်းတဲ့အတင်းလို့ပြောရပါမယ်ဒီအားဒီကျွန်တော်ဒီကျွန်တော်ဒီအားဒီအိမ်ဝင်းကစားထားတဲ့နှစ်ပွဲစလုံးကိုလည်းကျွန်တော်ပေးကိုမရှိနဲ့နိုင်ထားတယ် ်တစ်ဖက်ကဒီမာစီကတော့ပြီးခဲ့တဲ့ဘက်မှာကျွန်တော်တို့ PSG ကိုနိုင်ထားတယ်ဆိုရင်လည်းဒီရသည်အဝေးဝင်ကစားထားတဲ့ကျွန်တော်နှစ်ပွဲစလုံးကိုရှုံးထားပြီးတော့ဒီအဝေးဝင်အားနည်းတဲ့အတင်းလို့ပြောပါမယ်ဗျ။နောက်ပြီးတော့ကျွန်တော်ဒီမာစီကဒီဆိုတာဘောအတင်းကိုကျွန်တော်နောက်ဆုံးကစားခဲ့တဲ့ဒီအဝေးဝင်၃ပွဲစလုံးကိုလည်းနိုင်ထားပါအောင်။ဆိုတော့လက်ရှိမှာလည်းကျွန်တော်မာစီအနေနဲ့ဒီဆိုတာဘောအင်းကမှကျွန်တော်နိုင်ဖို့ကတော့မလွယ်လာဘူးလို့ထင်ပါတယ်။ဆိုတော့ကျွန်တော်လက်ရှိမှာကျွန်တော်မာစီအသင်းအနေနဲ့ လေဗယ်80ပေးထားရဆိုရင်မယ်ကျွန်တော်ကတော့ဒီအင်ရှင်ဆွတ်တော်ဘောတင်းနဲ့ပဲအရေးဆုံးကြီးချင်ပါလေ။အတူနေနဲ့ကျွန်တော်အိမ်ခွင်းမှာဒီအနေဆုံးဒီလောက်တော့ကစားနိုင်နေမယ်လို့ထင်နေတဲ့ကြောင့်မို့ကျွန်တော်ဒီပွဲမှာတော့ဒီအင်ရှင်ဆွတ်တော်ဘောတင်းကိုပဲရွေးချယ်ပေးချင်ပါသေးရဲ့ဗျ။ဟုတ်ကဲ့ပဲကျွန်တော်ဒါကတော့ဒီနေ့တောက်ကြညမှာကစားကြမယ်ကျွန်တော်ပွဲစဉ်လေး၃ပွဲပါဗျ။ဒီထဲမှာကျွန်တော်ချမ်းပြည်တဲ့ပွဲစဉ်လေးပိုင်းနဲ့တက်ကံပြီးဆော့ပါလို့ကြံပေးချင်ပါသေးတယ်။နောက်ပြီးတော့ကျွန်တော် Telegram မှာလည်းဒီထက်ကမှကျွန်တော်အကြိုက်ဆုံးပွဲစဉ်လေးတပွဲကိုထပ်ပြီးတော့ရွေးထုတ်ပေးသွားပါမယ်ဗျာ။ ဲဒါကြောင့်မို့ဒီကျွန်တော်ရဲ့ Telegram channel လေးကိုလည်းအမ join ရသေး join ထားပေးဖို့ကြံပေးချင်ပါတယ်ကျွန်တော်ဒီ group ရဲ့ comment အောက်မှာဒီ Telegram channel လေးလေး share ထားပေးသွားပါမယ်ဗျဒီခုလိုဆုံးဒီ live ပါကြည့်ကြရတဲ့တရားချင်းတိုင်းကိုလည်းကျေးဇူးတင်ပါတယ်